ခါတုံးကအသိပညာမြို့တော်ကြီးရဲ့အစွန်အဖျားမှာတာတာအီတိုလို့ခေါ်တဲ့73နှစ်အရွယ်ကောင်းလေးတယောက်ရှိလေတာတာအီတိုဟာ တကယ်တကိုထမြက်ပြီးဘာသာရက်တစ်ခုခုကိုစိတ်ဝင်စားပြီးဆိုရင်အဲ့ဒါကိုအသေးအတန်လိုက်စားလေးရှိလေဒါပင်နဲ့သူ့မှာအစွန်ရောက်တတ်တဲ့အကျင့်တစ်ခုရှိတယ်တနည်းမှာတာတာအီတိုဟာအသိပညာသစ်ပင်လို့ခေါ်တဲ့ဉာဏ်ပညာသစ်ပင်ကြီးကိုအိမ်မက်မက်တယ် အဲ့ဒီတပင်ကြီးဟာအလဲမှာအမြဲတမ်းညညာစွာ ထောင်မတ်နေပြီးတစ်ကိုင်းတိုင်းမှာအရောက်အမျိုးမျိုးနဲ့အဖိုးတန်တီးနန်တွေတီးနေတယ်တာတာအီတိုကအင်္ဂလိပ်စာကိုအရန်တော်ကျင်တော့သူ့ရဲ့ခွန်အားရှိသမျှအားလုံးကိုရွှေစကားကိုင်းလို့ခေါ်တဲ့အင်္ဂလိပ်စာကိုင်းဘက်ကိုပဲအတင်းလှန်ဆွဲပြီးပညာတွေစုဆောင်တော်တယ်။သူက ရွှေစကားကိုင်းကတီးတီတွေကိုတစ်နေ့တစ်ဆက်လုံးလောက်စားလိုက်တာမျိုး အဲ့ဒီကိုင်းမှာပဲနေရောညပါအချိန်ကုန်ခံပြီးလေ့ကျင့်နေတာမျိုးတွေလုပ်တော့တယ်ဒီလိုနဲ့မကြခင်မှာပဲရွှေစကားကိုင်းဟောင်းတီးဒီတွေနဲ့ပြည့်လင်လာလို့အသိပညာတပင်ကြီးရဲ့ဟန်ချက်ပြတ်ပြီးဘေးကိုဆုံးဆုံးလာပါတော့တယ်တခြားကိုင်းတွေဖြစ်တဲ့တင်ချာဒေတာကိုင်းနဲ့လူမှုပညာကိုင်းစမ်းမရေးကိုင်းတွေကတော့တာတာဤတို့လစ်လူရှူထားတဲ့အတော့၆တွေ့ပြီးအတီးနှဲနေကြတယ် ကချင်တဲမှာပဲတာတာအီတို့ရဲ့အိမ်မှာညံကြီးရှင် AI ဆက်ရုပ်သရုပ်ရှိလေတာတာအီတို့ဟာအင်္ဂလိပ်စာကို AI ဆက်ရုပ်ပြောသမျှအတိုင်းပဲလုတ်ဆောင်ပြီးအဲ့ဒီဆက်ရုပ်ကပြောရင်မှန်ကန်တယ်လို့ယူဆပြီးသူမိဘတွေဆရာတွေရဲ့စကားကိုလုံးဝလက်မခံတော့ဘူး တရက်မှာတစ်ပင်ကြီးကိုထိမ့်သိမ်းဆောင်လျှောက်တဲ့အချိန်နှစ်သားရောက်လာပြီးတာတာအီတိုးကိုတတိပေးတယ်တာတာအီတိုးလေးမင်းကရွှေစကားကိုင်းကိုအရန်ကြည့်စိုက်တာကောင်းပါတယ်ဒါပေမဲ့မင်းရဲ့အချိန်တိုင်းတာဇက် punctuality watch ကိုကြည့်ပါအောင်မင်းဟာအမဲရနောက်ကြားပြီးစီကံပြတ်နေတယ်တစ်ပင်တလုံးကမင်းကိုစောင့်နေရတယ်တာတာအီတိုးကလစ်လူရှူပြီး ကျွန်တော်အင်္ဂလိပ်စာကိုအရင်တွက်ပါစေတခြားဟာတွေကအရင်မကြည့်ပါဘူးလို့ဖြေလိုက်တယ်အချိန်နှစ်သားကပြုံးပြီးကောင်းပြီလေဒါပေမဲ့မင်းရဲ့ရွှေစကားဂိုင်းမှာအစွန်းရောက်တဲ့အစိတ်ပါတဲ့အသီးတွေပါဝင်နေတယ်ဆိုတာတတိထားပါနော်လိုတာထက်ပိုစားရင်မင်းရဲ့အသွေးခေါ်ကို တောင့်တင်းပြီးတခြားဟာတွေကိုလက်မခံတတ်အောင်လှုပ်လိမ့်မယ်လို့ပြောတယ် အချင်းငါးသားထက်သွန်းနောက်မှာတာတာဤတို့ဟာရွှေစကားဂိုင်းပေါ်ကနေတခြားဂိုင်းတွေကိုလှမ်းပြီးကြည့်မိတယ်။အဲ့ဒီအချင်းမှာသူ့တငယ်ချင်းတာယာလို့ခေါ်တဲ့ကောင်မလေးကလူမှုပညာဂိုင်းကိုမျှတစွာလေ့လာနေတာကိုတွေ့တယ်။တာယာကအတိအများကြီးမစားပေမဲ့တခြားဂိုင်းတွေကိုပါခယူဆိုင်တစ်ပင်ကြီးကိုညီမျှနေအောင် ကူညီပေးနေတာ။ တာတာအီတိုလည်းစဉ်းစားမိတယ်။ငါတင်ညာသပင်ကြီးမလေးပြောအောင်ငါတကိုင်းတဲကို အားမပေးပဲအားလုံးကိုဟန်ချက်ညီအောင်လေ့လာတင်တာပါလား။ AI ကဘလောက်တော်တော်ဘဝရဲ့အသွေးကြုံရှိတဲ့မိဘစကားကိုနားထောင်ဖို့တငယ်ချင်းတွေနဲ့ပေါင်းသင်ပြီးလူမှုဆက်ဆံရေးကို လေ့လာဖို့လဲလိုအပ်တာကို တာတာအီတိုဟာရွှေစကားကိုင်းပေါ်ကနေဆင်းပြီးအချိန်နဲ့သားပြောတဲ့အတိုင်းနောက်နေမှာအချိန်တိကျစွာတင်ဆင်နေပြီးတော့ကျန်တဲ့တင်ချာဒေတာကိုင်းနဲ့ကျမ်းမာရေးကိုင်းတွေကိုပါဂရုစိုက်လစ်လာလိုက်တဲ့အခါအသိပညာသစ်ပင်ကြီးဟာသူ့ရဲ့မူရင်းအတိုင်းဟန်ချက်ညီပြီးတဲ့မတ်စွာပြန်လဲထောင်မတ်လာမှာတော့တယ်သာသာဤတို့လေအရင်ကထက်ပိုပြီးပျော်ရွှင်ချမ်းမြေ့တဲ့ကလေးတယောက်ဖြစ်လာပါတော့တဲ့ပို